ူကိုယ်တိုင်ကအီအေဟူအီယာအူရဲ့ကျွန်ဖြစ်ပြီးတော့ခမရတို့အဖေခေါ်နေတယ်အဲ့ဒီအီအေဟူအီယာအူကိုကန်နေပလောင်တွေကတရုတ်ရဲ့ဩဇာခံလက်ဝတ်ခံဖြစ်နေတယ်ဒါကြောင့်မလို့ခမရတို့ကကျွန်တော်မှရိုးရိုးကျွန်မဟုတ်ပဲနဲ့တဆင့်ခံကျွန်တပေါက်တွေဖြစ်နေကြတယ်မဟုတ်ပါဘူးလို့ညင်းကျင်နေလို့ရှိရင်ကျွန်မစိန်ခေါ်ရဲအဲ့ဒီ TNL MTE ရဲ့နောက်မှာနိုင်ငံရေးအကြောင်းတွေတခြားနိုင်ငံတွေရဲ့ပြောကမပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနိုင်သလားခင်ဗျားတို့အဖေခေါ်နေတဲ့ KIA ရဲ့နောက်မှာ CIA မပါဘူးလို့အမှခန့်ချက်ပေးနိုင်လားခင်ဗျားတို့အဖေခေါ်နေတဲ့ KNU ရဲ့နောက်မှာ MI စစ်မပါပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအမှခန့်ချက်ပေးနိုင်တလားနိုင်ငံရေးအာမခံချက်ပေးနိုင်တဲ့လူရှင်ရှိထွက်ခဲ့ပါကျွန်မစိတ်ခေါ်ရခင်ဗျားတို့ကိုယ်တိုင်ကကျုံတဖောက်တည်ဖြစ်နေကြတယ်ဆိုတော့အမနာနဲ့ပြောရမယ်ဆိုရင်လေဒေါက်တာတက်တက်ဒေါက်တာတက်တက်ခိုင်ပေါ့နော်လက်ရှိမှာတမန်တော်လောင်းဒေါက်တာတက်တက်ခိုင်တမီးရဲ့ဒီတက်တူးပရဘွားနဲ့သူ့ရဲ့ဖြစ်တည်မှုကကျွန်မတို့မြန်မာ ရင်ချင်းမအတိုင်းဝိုင်းနေကျွန်တော်တို့မြန်မာမျိုးလုံးနေကြတော့နည်းနည်းဆန့်ကျင်ပဲဖြစ်နေတယ်ပေါ့နော်ဆိုတော့နောက်တစ်ချိန်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်မယ်ခေါင်းဆောင်တက်အောင်နေနေကအဲခုချိန်တွေကကြိုတင်ပြီးတော့ဟောပါအသေးပွဲကိစ္စလေးအရစားခင်းဆိုင်ဖို့လိုအပ်တာလက်ရှိကျွန်တော်တို့တက်ချောက်ရဲ့နိုင်ငံရေးဂရီကဘကမြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရလို့ရှိရင်တက်မတော်ကနိုင်ငံရေးရအပြီးထွက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်ဆိုလိုချင်တာကအခုလက်ခံရ SCNC เนาะ SCA ဆိုတာက ထာဝရအပြစ်ခတ်ရဲစဲနိုင်အောင်ယာယီသဘောအားဖြင့်ပထမခြေလှမ်းဖြစ်တယ်ဒီပထမခြေလှမ်းကိုအောင်မြင်ခဲ့လို့ရှိရင်မြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေးရအောင်လှုပ်ဆောင်နိုင်မယ်လို့ရှိရင်တွတ်တော်မှာ25ရာခိုင်နှုန်းကလွှတ်တော်ကနေဖတ်မယ်ဆိုတဲ့နိုင်ငံရေးကတူကိုပေးပြီးသားပေးပြီးသားဖြစ်တယ်ဒါအပြင်เนาะဖက်ဒရယ်နဲ့ဒီမိုကရေစီကို အခြေခံတဲ့ပြည်တော်စုတစ်ခုကိုတည်ဆောက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဆိုတော့ဒီထက်ပိုပြီးခမရတို့ကဘာကိုမျှော်လင့်နေကြတာလဲ။ဒီထက်ပိုပြီးခမရတို့မျှော်လင့်နေကြတယ်ဆိုရင်ခမရတို့မျှော်လင့်နေမှုဟာလွတ်လပ်ရေးလွတ်လပ်ခွင့်မဟုတ်ပဲနဲ့လွတ်လပ်ရေးတာဖြစ်လိမ့်မယ်။လွတ်လပ်ရေးကိုတောင်းဆိုတာနဲ့အမြခမရတို့ကနိုင်ငံသက်သာဖောက်တွေဖြစ်လိမ့်မယ်။ဆိုတော့ကအပေးနိုင်ငံရေးဆွေးနွေးတယ်ဆိုတာကပဲကိုဘက်ကဘာတွေပဲရနိုင်မလဲဆိုတာကြီးပဲမှုပဲနဲ့ငါဘက်ကဘာပြန်ပေးရမလဲဆိုတဲ့အပြန်အလှန်သဘောတရားလိုအပ်တယ်။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မပူတူရဲ့စီရီသုံးသက်ချက်တွေအပြင်တရုတ်အထူးကိုယ်စားလှယ်ကစစ်ကောင်းဆောင်ကိုလာရောက်တွေ့ဆုံမှုသည်ရုရှားခီးစဉ်နှင့်ပတ်သက်၍အသေးစိတ်မေးမြန်းရန်ဖြစ်နိုင်ကြောင်းပြောဆိုနေကြသည့်ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်းစီနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားတွေ့ဆုံနေသူတရုတ်အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းသည်ယမန်နေ့မက်ဆက်တရက်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နှင့်နေပြည်တော်တွင်တွေ့ဆုံခဲ့ကြောင်းသိရသည် တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွင်းသည်စစ်ကောင်းဆောင်ဤရုရှားဘယ်လာရုခီးစဉ်ပြီးတွင် နေပြည်တော်သို့လာရောက်၍ရင်းတို့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီးထို့သို့တွေ့ဆုံမှုသည်ခီးစဉ်ပြီး အသေးစိတ်အခြေအနေကိုမေးမြန်းရန်ဖြစ်နိုင်ကြောင်းလေလာသူများကဆိုသည် အခုတစ်ခေါက်ကတော့ရုရှားနဲ့ဘလူတွေပူးပေါင်းလုပ်ခဲ့တယ်မင်းအောင်လိုင်းကရုရှားကနေအကူအညီတွေအများကြီးရခဲ့တယ်ဆိုပြီးပြောတာကိုအသေးစိတ်သိရဖို့ရောက်ရှိလာတယ်လို့ထင်ပါတယ်ဟုမြန်မာအရေးလိလာတုံးသက်သူဦးတန်းစိုးနိုင်ကအေယာဝတီတိုင်းကိုပြောသည် စစ်ကောင်းဆောင်သည်ရေရရှာခီးစဉ်ကိုမတ်၃ရက်မှ၉ရက်အထိတွားရောက်ခဲ့ပြီးဘယ်လာရုစ်နိုင်ငံသို့လည်းဝင်ရောက်ကာထိုနိုင်ငံသမ္မတများအပြင်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ပူးပေါင်းဆောင်ရွက်ရန်သဘောတူညီချက်နှင့်နားလည်မှုစာချုပ်များကိုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည် စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမရောက်နိုင်သည့်ရုရှားခီးစဉ်မတိုင်ခင်ကဖိတ်ကြားချက်အရတရုတ်နိုင်ငံသို့တွားရောက်ခဲ့တော်လဲဝင်ကြီးချုပ်အဆင့်ဖြင့်သာတွေ့ဆုံခွင့်ရခဲ့သလိုအင်းဤလိုလားချက်ကိုပြည်မီအောင်မလုပ်ပေးနိုင်သဖြင့်တရုတ်ထက်ရုရှားအားအားကိုးလာခြင်းဖြစ်ကြောင်းသုံးသပ်မှုများရှိနေသည်မင်္ဂလာပါကျွန်မမဘူးတူမှာအသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်ရှလာ12ရက်နေ့ဖြစ်ပါတယ်အိန္ဒိယရဲ့ပြည်နယ်ဝန်ကြီးချုပ်ကကျွန်တော်မြန်မာပြည်နဲ့ပတ်သက်လို့အဲသူသတင်းစာရှင်းလင်းပွဲတစ်ခုသတင်းမီဒီယာတစ်ခုကိုပြောကြားခဲ့တာရှိ။အဲ့ဒါပါလဲဆိုတော့ နိုင်ငံသားတွေကတဲ့သူတို့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကိုဖျက်ပြီးတော့မြန်မာနိုင်ငံချင်းတောင်တန်းပေါ်ကသဘုံနီကိုစစ်တင်နှံပေးနေတယ်။ဒါကအိန္ဒိယရဲ့မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောခဲ့တဲ့စကားဖြစ်တယ်။ဆိုတော့ကဆိုတော့သူတို့အိန္ဒိယပြည်နယ်ကိုဖျက်ပြီးတော့မြန်မာနိုင်ငံတွေကချင်းတောင်တန်းပေါ်မှာရှိတဲ့သဘုံနီလို့ပြောသွားတယ်နော်။သဘုံနီကိုစစ်တင်နှံပေးနေလို့သူတို့ပြည်နယ်ထဲမှာလွတ်လပ်စွာသားလောက်ခွင့်ကိုကန့်တတ်မဲ့ဥပဒေတွေထုတ်မဲ့ဆိုပြီးပြောသွားတယ်။ဒီစကားကိုကြည်ကြည်အားဖြင့် အညာပဒတ်တီအဖေခေါ်နေတဲ့ CN နဲ့ CN ရဲ့နောက်မှာနိုင်ငံခြားပယောဂကြီးပါနေတယ်ဆိုတာသိတာထင်ရှားတယ်။ဆိုတော့ကျွန်မခမားတို့ကိုနောက်20နဲ့30နဲ့ကပြောခဲ့တယ်။ခမားတို့အဖေခေါ်နေတဲ့ EU ကို EAO ရဲ့နောက်မှာတခြားနိုင်ငံကြီးအယောင်သွေးတွေနဲ့တခြားသောနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုမပါပါဘူးလို့ခမားတို့အာမခံနိုင်သလားလို့ကျွန်မမေးခဲ့တယ်။ကျမကလူလူမေးပေမဲ့ကျမကိုလူလူပြန်ဖြေနိုင်တဲ့သူမရှိဘဲနဲ့ကျမပြောတဲ့စကားလုံးတွေကိုဖြတ်ညက်ကတ်ထက်ပဲ ဖြင်းရက်ကပ်ပဲလုံးကြတယ်ဒီထက်ပိုတဲ့အရေးချမ်းသူတို့မှမရှိကြဘူးနော်ဆိုတော့ကခင်ဗျားတို့ကတဆိတ်ရှိရင်ပြည်တွင်းစစ်ပါပြည်တွင်းစစ်ပါဆိုတော့ခေါင်းစဉ်တေးတေးဖောင်တေးတေးလေးကိုမဟုတ်ပဲနဲ့အဲ့ဒီပြည်တွင်းစစ်ဆိုတဲ့ဘောင်ကိုကြော်ပြီးတော့ငါတို့နိုင်ငံမှာငါတို့နိုင်ငံသားတွေမရင်ညွတ်တဲ့အတွက်ငါတို့အချင်းချင်းကိုအုံချပြီးတော့ငါတို့အမျိုးကိုအုံချပြီးတော့ငါတို့ကိုဈာခန့်စစ်အဆင့်ခန့်စစ်စင်နှွဲနေကြတယ်ဆိုတာခင်ဗျားတို့သဘောပေါက်ဘူးလို့လေ ဆိုတော့ကျွန်မထပ်ပြီးမေးမယ်အခု PDF တွေ NUG တွေကအဖေခေါ်နေတဲ့တရလည်းလေးရဲ့ MLT ရဲ့နောက်မှာကိုးကန်တဲ့ပလောင်ရဲ့နောက်မှာတရုတ်ရဲ့ခြေရာလက်ရာမပါပါဘူးလို့ခင်ဗျားတို့အာမခံနိုင်သလားဘာကြောင့်ဒီစကားကိုမေးရလဲဆိုရင်လက်ရှိမှာကျွန်တော်တို့နိုင်ငံနိုင်ငံအကြီးအကဲကရုရှားကိုသွားတယ်ဘလာရုကိုသွားတယ်အခုပြန်လာတဲ့အချိန်မှာတရုတ်နိုင်ငံအကြီးအကဲကမြန်မာနိုင်ငံကိုအခုကျွန်တော်တို့ နိုင်ငံခြားဝင်ကြီးနဲ့တွေ့ဆုံတာရှိတယ်။သူတို့ကအာမြန်မာပြည်ကတရုတ်ကျုံဖြစ်တော်မယ်လို့ရုရှားကျုံဖြစ်တော်မယ်လို့ပြောတယ်။ဆိုတော့ခမားတို့ကိုယ်တိုင်က EAO EAO ရဲ့ကျုံဖြစ်ပြီးတော့ခမားတို့အဖေခေါ်နေတဲ့အဲ့ဒီ EAO EAO ကိုကန့်နေပလောင်တွေကတရုတ်ရဲ့ဩဇာခံလက်ဝတ်ခံဖြစ်နေတယ်။ဒါကြောင့်မို့လို့ခမားတို့ကကျုံတော်မှာရိုးရိုးကျုံမဟုတ်ဘဲနဲ့တဆင့်ခံကျုံတပောက်တွေဖြစ်နေကြတယ်။ မဟုတ်ပါဘူးလို့ညင်းကျင်တဲ့လူရှိရင်ကျွန်မစိန်ခေါ်ရဲအဲ့ဒီ TNL MTE ရဲ့နောက်မှာနိုင်ငံရေးအကြောင်းတွေးတခြားနိုင်ငံတွေရဲ့ပြောကမပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနိုင်သလားခင်ဗျားတို့အဖေခေါ်နေတဲ့ KIA ရဲ့နောက်မှာ CIA မပါဘူးလို့အာမခံချက်ပေးနိုင်လားခင်ဗျားတို့အဖေခေါ်နေတဲ့ KNU ရဲ့နောက်မှာ MI စစ်မပါပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနိုင်သလားနိုင်ငံရေးအမခန့်ချက်ပေးနိုင်တဲ့လူရှိရှိထားခဲ့ပါကျွန်မစိတ်ခေါ်ရင်ခင်ဗျားတို့ကိုယ်တိုင်ကကျုံတဖောက်တည်ဖြစ်နေကြတယ် နောက်တစ်ခုကလက်နက်ကင်များအားလုံးကိုမလုံပေးပြီးတော့အပေးယူလို့ရလိုအပ်ကြောင်းရခိုင်ဥဆောင်ပါတီဒေါက်တာအေးမောင်ရဲ့ပြောဆိုမှုနော်ဒါကမီဒီယာတခုကအင်တာဗျူးလုပ်ထားတာတွေ့ရတယ်။ဟာမီဒီယာတွေနဲ့မကြာခဏထိတွေ့ပြီးတော့ဒူးဒူးကြာမှာခဏခဏထွက်ပြတာဆိုလို့ရှိရင်ထောက်တာအေးမောင်ရှိမယ်။အာပြည်သူပါတီရဲ့ဥပုပ်ကိုရှိမယ်။သူတို့နှစ်ယောက်ဆိုလို့ရှိရင်ခဏခဏအာမီဒီယာတွေနဲ့အထွေထွေလုပ်နေရှိတယ်ပေါ့နော်။အာဒါပေမဲ့ဟိုသူတို့ဆယ်ခွန်းပြောလို့တခွန်းလောက်လူလူရင်ဘက်ထဲကိုရောက်တယ်ဆိုတာရှားတယ်။ဒါကြောင့်မအားမတားတယ်။ ဝေဖန်ထောက်ပြတာပေါ့နော်အဥပမာအခုဒီရက်ပိုင်းညမှာဒေါ်သက်သက်ခိုင်အလက်ရှိဆိုးရအဖွဲ့ရနေပြီးတော့အနာယူပြီးတော့သူ့ရဲ့နိုင်ငံပါတီရဲ့လုပ်ငန်းရှင်တွေပါတီလို့ပါတီကိစ္စတွေသူလုပ်တယ်ပေါ့နော်အဲ့မှာမီဒီယာအင်တာဗျူးလုပ်တယ်တကုံးဆိုဆိုတလောက်လောက်မဲဆန္ဒရှင် ပြည်သူရဲ့ရက်ပတ်ထဲကိုရောက်တယ်ဒါကဘာကိုပြလဲဆိုလို့ရှိရင်နံပါတ်1ဒေါ်သက်သက်ခိုင်စကားပြောတယ်ပြတ်တာမှု နံပါတ်စကားပြောတာပြတ်သားတယ်ရင်းရင်တည်တည်တယ်နောက်တစ်ခုသူ့စကားပြောလိုက်တဲ့လေဦးလေသိန်းနဲ့သူ့ရဲ့မျက်နှာအမူအရာမှာသူ့ရဲ့အတွင်းစိတ်တဲ့ကျွန်တော်တို့နိုင်ငံပေါ်မှာတကယ်စေတနာရှိလားမရှိဘူးလားဆိုတော့အနေနဲ့ပေါ့လွယ်နေနော်ကျွန်တော်ကဒီနိုင်ငံရေးပါတီခေါင်းဆောင်တွေလက်ရှိမှာယူကောက်ပြဝင်ပြိုင်မယ်ပါတီခေါင်းဆောင်တွေဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါတမရလောင်းနေလို့ပြောလို့ရတာပေါ့နော်ကျွန်တော်တမရလောင်းနေဆိုတော့နိုင်ငံရေးတမရလောင်းတယောက်ဖြစ်ထော်တာအေးမောင်ကိုမြင်အောင်ကြည့်ရဲဆိုတော့ပထမဆုံးဒေါက်တာအေးမောင်ရဲ့ဖြစ်တည်မှုကိုကျွန်မအတိအမှတ်ပြုပြီးတယ် ဒီအေအေကဲ့သို့ပဲနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်ခြင်းမလုပ်ဖဲနဲ့နိုင်ငံရေးနိလန်းရာဥပဒေပေါင်းတွင်မှနေထိုင်နေတဲ့အတွက်သူ့ရဲ့ဖြစ်တည်မှုကိုသိမှတ်ပြုတယ်။သို့တော့တမရလောင်းတယောက်အနေနဲ့သူပြောဆိုမှုရဲ့သူပြောဆိုခဲ့တဲ့စကားတွေနော်သူရဲ့အဲလေယူလေသိမ်းနဲ့သူ့ရဲ့မျက်နှာအမူအရာတွေနဲ့ကကျမတို့ပြည်သူတွေရဲ့ရင်ထဲကိုဆယ်ကုန်းပြောလို့တခုံးမရောက်ဘူးဆိုရင်ဒါအားနဲ့ချက်ကဘာဖြစ်နေတယ်လဲ။ ခုခုကိုကြီးလဲထုံကြီးလဲကောင်းမယ်စကားတွေတော့အများကြီးပြောတယ်သူအများကြီးပြောတဲ့စကားကဆယ်ခွန်းပြောလို့တခွန်းကပြည်သူရင်ပတ်ထဲနှလုံးသားတွေမရောက်ဘူးပေါ့နော်ဆိုတော့ကတမနာလောင်းနေလောင်းလှက်ရာဖြစ်တဲ့အတွက်သူတို့ရဲ့ဖြစ်တည်မှုတွေဟိုနေ့စဉ်အသေးအဖွဲကိစ္စလေးရာစားကျွန်တော်တို့လူတို့ရဲ့နှလုံးသားထဲမှာရောက်နေပို့လို့ရတာပေါ့နော်ဆိုတော့ဒေါက်တာခိုင်နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့အာကျွန်တော်တို့ရေးစကားလေးတစ်ခုရှိရဲတာသမီမကောင်မိပါကောင်းတဲ့ နော်ဒေါအောင်ဆန်းစုကြည်ဆိုလို့ရှိရင်လည်းအာသူသားဒီအလက်ဇန်ဒားအီရစ်နဲ့ပတ်သက်လို့ကျွန်တော်တို့ဝေဖန်ထောက်ပြမှုတွေလုပ်ရတယ်လုပ်ကြတယ်ပေါ့နော်ကျွန်မကုရန်ရဲ့ဝေဖန်ထောက်ပြတယ်ဆိုတော့အမနာနဲ့ပြောရမယ်ဆိုရင်လည်းအာဒေါက်တာတက်တက်ဒေါက်တာတက်တက်ခိုင်ပေါ့နော်လက်ရှိမှာအာတမန်တော်လောင်းဒေါက်တာတက်ခိုင်တမီးရဲ့ဒီတက်တူးဗရဘွားနဲ့သူ့ရဲ့ဖြစ်တည်မှုကအာကျွန်မတို့မြန်မာရင်ချင်းမှုအတိုင်းဝိုင်းနေကျွန်မတို့မြန်မာမျိုးလုံးနေကြတော့နည်းနည်းဆက်ရပဲဖြစ်နေတယ်ပေါ့နော်ဆိုတော့နောက်တစ်ချိန်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်မယ်ခေါင်းဆောင် တက်အောင်နေနေကအခုချိန်နေကကြိုတင်ပြီးတော့ဟောပါ တေးပွဲကိစ္စလေးရာစာဂိမ်းဆိုင်ဖို့လိုအပ်တာပေါ့နောက်ကျရင်ကနင်တို့နိုင်ငံရဲ့ခေါင်းဆောင်ရဲ့တမီးရာစီနိုင်ငံခေါင်းဆောင်တီတမရဆိုလို့ရှိရင်ဒါနိုင်ငံရဲ့ဖခင်အမျိုးသမီးတမရဖြစ်မဲ့တော့ဒါနိုင်ငံမိခင်နိုင်ငံမိခင်တယောက်ရဲ့တုံတင်ဆုံးမမူအောက်ကဘလို့ရှိလဲဆိုတဲ့ပုံရိပ်ကိုထိခိုက်စေတာပေါ့နော်သူများလက်ညှိုးထိုးကြဖြစ်တာပေါ့နော်ဆိုတော့ကဒီအချက်လေးတွေကိုဒါယခုချိန်တည်းကထိန်းထိန်းတိတ်တိတ်ကြက်ကြက်မက်မက်လုပ်မယ်ဆိုလို့ရှိရင်တော့ဩဒီဥပ္ပကိုကြီးတို့ ဒေါက်တာအေးမောင်တို့တက်စားလို့ရှိရင်တော့ဒေါက်တာသက်သက်ခိုင်ရဲ့စကားဒီဒေါက်တာသက်သက်ခိုင်ရဲ့ဖြစ်တယ်မှုကဒီကျမတို့ပြည်သူရင်မထဲကိုပို့ပြီးရောက်တယ်လို့ဆိုလို့ရတာပေါ့ဒါမဲ့ဒီကိစ္စမှာဒီဒေါက်တာအေးမောင်ရဲ့အင်တာဗျူးပြောဆိုမှုမှာကတိုင်းသားလက်နက်ခိုင်နေနဲ့သူတို့လိုချင်တာကိုမလုံပေးပြီးအပေးယူလုပ်ရမယ်ဆိုတဲ့စကားကြတော့လက်ခံပြီးလို့မရဘူးလက်ရှိကျမတို့တက်ချောက်ရဲ့နိုင်ငံရေးဂရီကောကမြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရလို့ရှိရင်တက်မတော်ကနိုင်ငံရေးရအပြီးထွက်မယ်လို့ နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဆိုလိုချင်တာကအခုလက္ခဏာရ SCENC နော် SCE ဆိုတာကထာဝရအပြစ်ခတ်ရဲစဲနိုင်အောင်ယာယီသဘောအားဖြင့်ပထမခြေလှမ်းဖြစ်တယ်။ဒီပထမခြေလှမ်းကိုအောင်မြင်ခဲ့လို့ရှိရင်မြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေးရအောင်လှုံ့ဆော်နိုင်မယ်လို့ရှိရင်တွတ်တော်မှာ25ရာခိုင်နှုန်းကလွှတ်တော်ကနေဖတ်မယ်ဆိုတဲ့နိုင်ငံရေးကတူကိုပေးပြီးသားပေးပြီးသားဖြစ်တယ်။ဒါအပြင်နော်ဖက်ဒရယ်နဲ့ဒီမိုကရေစီကို ရှိခိုင်တဲ့ပြည်တော်စုတစ်ခုကိုတိဆောက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဆိုတော့ဒီထက်ပိုပြီးခမရတို့ကဘာကိုမျှော်လင့်နေကြတာလဲ။ဒီထက်ပိုပြီးခမရတို့မျှော်လင့်နေကြတယ်ဆိုရင်ခမရတို့မျှော်လင့်နေမှုဟာလွတ်လည်ရေးလွတ်လပ်ခွင့်မဟုတ်ပဲနဲ့လွတ်လည်ရေးတာဖြစ်နေတယ်။လွတ်လည်ရေးကိုတောင်းဆိုတာနဲ့အမှခမရတို့ကနိုင်ငံသက်သာဖောက်တွေဖြစ်နေတယ်။ဆိုတော့ကအပေးနိုင်ငံရေးဆွေးနွေးတယ်ဆိုတာကပဲကိုဘက်ကဘာတွေပဲရနိုင်မလဲဆိုတာကြီးပဲမှုပဲနဲ့ငါဘက်ကဘာပြန်ပေးရမလဲဆိုတဲ့အပြန်အလှန်သဘောတရားလိုအပ်တယ်။နောက်တဲ့တင်တခုက TVB နဲ့ RFA မှာရေးသားဖော်ပြကြတယ်။ရေဦးနဲ့ တောင်းတာမှာစစ်တပ်ကဘုံကျဲလို့ဗာတိုင်းဆိုင်ရာအဆောင်တွေပဲစီဆုံးရှုံးကုန်ပါတယ်ဆိုပြီးတော့စစ်တပ်မုံတွေလှုပ်ရှားတယ်။အဲ့ဒီမှာဗာလဲဆိုရေဦးမြို့နယ်ပလူဇဝကြီးွာဖုံကြီးချောင်းကြီးကိုစစ်တပ်ကဘုံကျဲသွားတယ်တဲ့။ဆိုတော့ရှေ့မှာလည်းပဲဒီလိုမျိုးစစ်တပ်ကဟာပဲဖုံချောင်းကိုတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲသွားတယ်။အခုလည်းပဲ RFA ရော JBB ရောပြောတယ်စစ်တပ်ကတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲသွားတယ်ဆိုတာမျိုးကြီးဗာတိုင်းဆိုင်ရာအဆောင်တွေကိုဖုံကျဲတယ်ဆိုတာမျိုးကြီးပြောတယ်။ဆိုတော့ကျွန်မရှင်းတို့ကိုရုပ်သားဖိုင်တစ်ခုအာဓာတ်ပုံအမှတ်တမ်းတစ်ခုပြမယ်ကြည့်ကြည့်ပါ။ ရှင်ပြုတ်လားရှင်ပြုတ်နာတာဒီကျမတို့ဗုဒ္ဓဘာသာဝင်နေဘာသာရေးဆိုင်ရာဒလိထုံးနဲ့ဖြစ်တယ်ရိုးရရင်ကျုံမွေးနေဖြစ်တယ်ဒါသာသနာ့မွေးရုပ်ဆက်ခံချက်ဖြစ်တယ်ဒါကြောင့်မို့လို့နော်အာသူဖာတို့အနေပဲဖြစ်ဖြစ်အစိမ့်ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ခုလိုမျိုးသာသနာ့မွေးခံယူခြင်းကိုဗုဒ္ဓဘာသာဝင်တယောက်နေနဲ့အားပေးတယ်သို့တော့ခမရတို့ကဘာသာရေးကိုတုံးချပြီးတော့အဲ့ဒီမှာနော်လက်သုံးကြောင်းနေထောင်ရတယ်မောင်ရင်လောင်းဝါစဒီတပိတ်လွယ်တန်ခမ်းပိုက်တဲ့အာအလှရှင်အလှမတွေကစား နော်ဆိုတော့ခင်ဗျားတို့နေကျွန်တော်တို့ရိပ်ပါရင်မှလည်းဒီအရှင်ပြုနာသားရအများကြီးရှိတယ်။ဘယ်ရှင်ပြုနာသားကမှအခုလိုမျိုးဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်မထုံကြဘူး။ဒါဒီဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုံခြင်းဖြစ်တယ်။ဒီပုံတွေကိုကြည့်ရပြင်ဒီလူတွေအကုန်လုံးကလက်ရှိနာဆာကအစိုးရကိုတော်လန်ပုံကန်နေတဲ့ PDF ကိုချက်ဖက်တမားတွေကိုအားပေးနေတယ်ဆိုတာပေါ်နေတယ်။တကယ်လို့များဒီနေရာကိုစစ်တပ်ကသာတိုက်ခိုက်မှုလုပ်ကြည့်ပါ။စစ်တပ်ကရှင်းလောင်းလှဲ့တာကို တိုက်ခိုက်ပါတယ်ဆိုပြီးတော့စစ်တပ်မုံကြီးရထပ်ပြီးလုံးကြလိမ့်မယ်ဆိုတော့ခမားတို့ကိုတတိပေးချင်တာကခမားတို့ဒီဘာသာရေးကိုအသုံးချပြီးတော့နိုင်ငံရေးအမျက်မထုတ်ပါနဲ့ဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတာအောက်တန်းစားလို့ဟာခမားတို့ကိုယ်တိုင်ဖြစ်တယ်ခမားတို့ကိုယ်တိုင်ကနိုင်ငံရေးကိုအမျက်ထုတ်နေကြတယ်အောက်တန်းစားရေးဖြစ်တယ်ဆိုတော့နောက်ထပ်တဲ့ဒီနေ့ကိုကျွန်မဖတ်ပြမယ်။တာကြီးလေးမျိုးနံမှာချက်168သိန်းခန့်တန်ဖိုးရှိတဲ့စိတ်ကြွဆေးပြများဖတ်စီရမိပါရဲ့တဲ့။ချိုးလုံလုံများကိုဥပဒေနဲ့ညီရေးယူနိုင်ဆက်လက်ဆောင်ရွက်ရလျက်ရှိပါရဲ့။ တော့ဒီလိုမျိုးမိုးရေစေးတွေဖမ်းဆီးရမိတဲ့တရင်တွေကကျမတို့မကြခဏကြရရဲ့ဒီထဲမှာကပမာဏအများဆုံးဖမ်းဆီးရမိတာပေါ့နော်အဲ့ဒါကပြီးခဲ့တဲ့နောက်24 25လပိုင်းလောကဘကိုးမှာဖမ်းမိတာဘကိုးကကလာရှက်ပြီကလာရှက်ပြီဆိုတာက အဲသူရှိမှာဖက်ရှိရမိတယ်စိတ်ကဆူပြားကဘာလို့များလဲဆိုလို့ရှိရင်အခုက168တင်းဆိုတော့တင်း200တော့မပြည့်ဘူးဒါတော်တော်နည်းနေပမာဏပေါ့နော်အဲ့ဘကူကကလားရှက်ဖင်းရှိမှာပြီးခဲ့တဲ့နောက်20နှစ်ဆက်နှလားပိုင်းတော့ကဖက်ရှိရမိတယ်မွေးရစီဝါက14ဘီလီယံရှိတယ်14ဘီလီယံဒီပမာဏကိုကြားလိုက်တာနဲ့ဒီပြမှုကိုကျိန်းသေးပေါ့ထောင်းနဲ့တသက်တကြုံချရမယ်ဆိုတာအားလုံးရှင်းနေမှာအလိုလိုသိပြီလားနော်ဆိုတော့က ဒီကလားရှက်ဖီရှက်ဖီကော်နိုင်နိုင်ဝင်းပေါ့နော်ကလားရှက်ဖီပေါ်မှာအမွေးစီဝါကြီး14ဘီလီယံဖန်ချီရမိရဲ့အဲ့ဒီအမှုနဲ့ပတ်သက်လို့လက်ရှိမှာဘူဒိုင်းဒေတာကြီးဆိုရဖွဲ့ပေါ့နော်ဘူဒိုင်းဒေတာကြီးအမွေးစီဝါနှိမ့်နေရဲ့ဖွဲ့ကဘလိုမျိုးများစစ်စစ်ပြပြအေးအေးယူနေကြလဲဆိုတာတော့ကျွန်တော်တို့နားဆွဲနေတယ်။ဘာကြောင့်လဲဆိုတော့ခွေးမီကောက်ဆိုတာကကြီးအောင်ဆောင်တော့ခဏပဲ။ နော်ခွဲမိကောက်တော်မူသည်တီးတောက်ဆုပ်ပေးတယ်ခဏအဲ့ဒီကလားရှက်ပြီးကနော်ဘကိုးမာကရက်ွက်ငါရက်ွက်ချမှာဆိုရင်အများသွားပြန်အဲ့ဒီမူရစ်ဆေးတွေကိုတုံးဆွဲတာကိုရောင်းချတာကိုကလားတွေကရောင်းတာအခုလည်းပဲအဲ့ကလားရှက်ပြီးမှာဖမ်းဆီးရမိတယ်ပထမပြီးခဲ့တဲ့ဆိုတာလက်ထက်တုံးကလည်းပဲဒီဒေါ်ဆုချီနဲ့အဲ့ဒီဆိုတာလက်ထက်တုံးကလည်းအခုလိုပဲအဲ့ဒီမူရစ်ဆေးဝါးတွေဖမ်းဆီးရမိတယ်သူကတကယ်ပေါ်မှာဟိုးရှမ်းမြောက်ကနေပြီးတော့မူရစ်ဆေးဝါးတွေကိုဘကိုးတဲ့အဲ့ကနေကမှရန်ကုန်တို့ရခိုင်တို့ကိတ်ငင်တို့ကိုပြန်ပြီးတော့ဖျက်တာနော်၁၄ပြည်နဲ့ဆိုတာများတယ် တိတ်ကိုများတဲ့ပမာဏเนาะเนาะဒါပေမဲ့အဲ့ဒီ glass shaping ကိုပြီးခဲ့တဲ့ဒေါ်စုကြည် NLB ဆိုတာလက်ထက်ကအဲ့ဒီလိုမွေးစေးတွေဖမ်းမိတာကိုလူငယ်ကြီးနဲ့ပြန်ပြီးလွတ်လာတယ်ထောင်နှစ်နှစ်မပြည့်လာဘူးသူကြောင့်ထောင်ကြတာထောင်ကြတာနှစ်နှစ်မပြည့်ပဲနဲ့လူငယ်ကြီးနဲ့ပြန်ပြီးလွတ်လာတယ်ဆိုတော့အဲ့ဒီနောက်မှာတော့လက်ပေးလက်ယူတွေငွေပေးငွေပေးငွေယူတွေလူစားထိုးမှုတွေမရှိဘူးလားဆိုပြီးလူတွေကတန်ဆရာရှိကြမိဖို့နေထုတ်နေကြတာ ပေါ့နော်ဆိုတော့လက်ရှိမှာလည်းပဲအခု12လပိုင်းတော့ကဖမ်းမိတယ်14ဘီလီယံဆိုတော့ပမာဏတိတ်များတယ်ဒီတစ်ခါတော့ဒီကောင်ကတင်းတင်းနဲ့နဲ့နေပြီးတော့လူငင်းချမ်းသာနဲ့လွတ်လာအောင်မလားလူငင်းချမ်းသာဆိုတာကခွေးမိောက်ကြည့်တော့ဆိုများဖြစ်နေမလားဆိုပြီးတော့ဆိုရင်ပူပန်မှုရှိတယ်ဆိုတော့ကလက်ရှိမှာဘူလိုက်ဒေတာရေးဆိုရအခွင့်အရေးနဲ့ကအဲ့ဒီအမှုကိုဘလို့မျိုးသူတို့ထီရောက်ဆိုတာအပြစ်ပေးမလဲကျွန်မတို့ကတော့ဒါဒီလိုကောင်မျိုးကိုထောင်နဲ့တသက်တကြုံချဖို့မျိုးနဲ့လဲပေါ့နော်ဆိုတော့ဝိရစေတို့မြည်တည်နော်အဲ့ဒီမျိုးသားလုံးကိုလူညွန့်တုံးစေတယ် ိတ်ပြီးတော့ကြောက်ဖို့ကောင်းတယ်။အာပြီးခဲ့တဲ့တပတ်လောက်ကရန်ကုန်မှာဖြစ်သွားတယ်ဖြစ်ဖြစ်တကူ။အဲ့ဒါဘာလဲဆိုတော့ယောက်ျားဖြစ်တဲ့လူကအဲ့ဆေးကြောင်ပြီးတော့နော်ဆေးသုံးတယ်အရက်တောက်တယ်နှစ်ပင်လိန်ွားတယ်ပေါ့အရက်စကားနဲ့ပြောရင်နှစ်ပင်လိန်နဲ့ဆေးလည်းသုံးတယ်ရက်လည်းတောက်တယ်။ဆေးကြောင်ပြီးတော့အဲမနေ့တနေ့ဝန်းနှစ်နေ့ဝင်းရှင်မှာမိမဖြစ်တဲ့လူဓာတ်နဲ့မတင်မချင်းခုတ်တက်တာ။ မေယိုကြီးအခုတ်ခံရတယ်အဲ့ဒီမေယိုကကျိုးပြီးတော့ပဇာမှာသွားပြီးဆိုင်နေအာကောင်ပေါ့ပြောမယ်ဆိုအာကောင်မှာမေယိုကဆိုင်တည်တဲ့အာသွားတွေလည်းကျိုးသွားတယ်သွားဆိုရင်သွားရှစ်ချောင်းလာမသိဘူးသွားတွေကလည်းဒီဘက်ကသွားတွေကလည်းကျိုးသွားတယ်ဒီဘက်မေယိုကလည်းပဲအခုတ်ခံရတယ်ဒါနဲ့အခုတ်ခံရတဲ့မေယိုဒီအာကောင်မှာသွားပြီးဆိုင်နေနော်ခေါင်းမှာလည်းပဲထရတဲ့ချက်ပေါင်းများများစွာအခုတ်ခံရတယ်ခေါင်းကိုအခုတ်ခံရပြီးတော့ဒီမေးရိုးကိုလည်းပဲဒါနဲ့အခုတ်ခံရတော့အဲ့ဒီမှာအာယုံကြောကိုချိပြီးတော့မျက်လုံးတစ်လုံးကလည်း꿰သွားတယ် เนาะမျက်နှာတစ်ပြင်လုံးလုံးဝရစားရရမရှိအောင်ဓာတ်တွေနဲ့အချက်ပေါင်းများများဆိုအမှွန်ထားเนาะဓာတ်ပုံဓာတ်ပုံဓာတ်ပုံပြမယ်ကျွန်မကြည့်မိမတယောက်ရဲ့မိမတယောက်မှာဒီကရုပ်ချောချော စိုးစိုးရုတ်လှလာမလှလာမိမတယောက်ကကိုယ့်ရဲ့မျက်နှာကိုတန်မိုးထားကြတယ်ပေါ့နော်။ဒါမျက်နှာဆုပ်ပြတ်သွားတာဘဝတည်သွားတာနဲ့တူတူပဲ။နော်ယောက်ျားဖြစ်တဲ့သူကဆေးကြောင်ပြီးအဲ့လိုမျိုးခုတ်တာ။နော်ဒီဒီပဇောင်ရိုးတွေပြုတ်သွားတယ်။အဲ့ဒီပဇောင်ကြီးကနေပြီးတော့မေးရိုးကျွားတယ်။မေးရိုးကအကောင်မဆိုင်နေတာ။သွားတွေကျူးသွားတယ်။နော်မျက်နှာမှာလည်းအချက်မှမမစားခုတ်ခတ်ရတယ်။လက်တွေဆိုလို့ရှိရင်လည်းဘာနဲ့တူလဲဆိုတော့ကျမတို့ငက်ခုလေးငက်ခုကြော်ကဏ္ဍချက်ကဏ္ဍဓာတ်နဲ့အရာမှော့ထားတယ်လို့အဲ့ လက်နှစ်ဖက်လုံးလည်းပဲဓာတ်တွေနဲ့ညောင်ညာစွာချက်ပါမညာစွာခုတ်ချက်တော့တည်ဆိုလို့ရှိရင်လည်းအဲ့ဒီလိုမျိုးဓာတ်တွေနဲ့မသိမ့်မချင်းခုတ်တာနော်အဲ့ဒါကိုဘေးပဝင်ကျန်ကနေတည်ပြီးတော့မှအချိန်မီတားစီနိုင်လို့နှုတ်မလို့ရှိရင်ဒီမိမကပွေးချင်းပြီးဆုံးပါနော်ဓာတ်တွေကဘာလဲဆိုတော့အိမ်တော်တစ်ခုပြုလို့ရှိရင်ညသွားပြင်အိမ်တော်တွေကအဲကုခေမှာကမိဘပေးစားလို့ယူရဲဆိုတာရှားပါတယ်နော်တယောက်နဲ့တကောင်ချစ်ကြလို့အဲတယောက်လို့ချစ်လို့ ဟိုချက်ကြရတယ်တက်စာရှိကြတယ်နော်ချက်တာတွေမြစ်တာတွေနဲ့အိမ်တော်ပြူကြတာဒါပဲမဲ့ဘလောက်ပဲချစ်ပစေဘလောက်ပဲမြစ်တာတွေရှိပစေအဲ့ဒီမွေးစေးအုံးဆွဲမိတဲ့အခါမှာမွေးစေးတားကောင်ဖြစ်သွားတဲ့အခါမှာအတိစိတ်တွေလွတ်သွားတယ်လူတတ်ဖို့လည်းဝင်မလို့ကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့မိဘ နော်ကိုသားသမီးကိုတော့မှပြန်ပြီးတတ်ဖို့ဝင်မလေးလောက်တဲ့ဒီတိတ်ကိုကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒီလိုလူမဆန်တဲ့လောက်ရမျိုးကြီးရှေ့မှာလည်းမကြာခဏကြာရတယ်ရမှုရစေတုံးပြီးတော့ဆေးကြောင်ပြီးတားဖြစ်တယ်လူကဖေးဖြစ်တယ်လူဓာတ်နဲ့ခုတ်တာမျိုးတွေပေါ့ကျောင်းကဒီလိုမျိုးမူးရစေတွေကိုဖျက်ပြုံးနေမှုတွေကိုထိထိရောက်ရောက်နှိမ်နှိမ်နိုင်မှသာလျှင်ကျမတို့လူမှုအတိုင်းဝိုင်းမှာနော်အခုစားလို့ရှိရင်အဆေးကြောင်ပြီးတော့ဟော လူရမှုကြီးဖြစ်တာမျိုးတွေမကြခဏချားရတာပေါ့နော်ကျမတို့လူမှုတောင်ရမှာတိတ်ကိုမှတနေ့တနေ့ဟိုအနှိဋ္ဌာယုံတွေပဲကြားနေတာဒီလိုမျိုးတမျိုးသားလို့လူညွတ်တုံးနေမဲ့ဘင်းကိုတော့တိုင်းရင်သားအနိခင်ရိုးသားရဲ့ဆိုတိုင်းရင်သားကြီးကဘင်းနေမှာမလားဆိုဆိုင်နေကြတယ်အခုဆိုရင်သူတို့စာဝင်နေခက်ခဲလို့ဘင်းဆိုင်ပါတယ်ဆိုပြီးတော့ရိုးရိုးရှင်းရှင်းနဲ့သူတို့ကတော့စာဝင်နေခက်ခဲလို့အသက်ရှင်နေထိုင်ဖို့အတွက်ဘင်းဆိုင်ပါတယ်မြန်မာတမျိုးသားလုံးတော့လူညွတ်တုံးပြီးတော့ဘင်းကြောင့်လူညွတ်တုံးရင်တုံးပစီဆိုရက် ငါတကောကောပြီးတော့ထမူရဲကြည့်တဲ့စိတ်သက်တွေနဲ့လူမပီသားတဲ့လူတွေလည်းမြန်မာပြည်မှာတိတ်ကိုများလာပါတယ်။နော်ဆိုတော့ကဆက်ဆက်နေနဲ့ပြောတာပေါ့နော်။ဆိုတော့ဒီမွေရစီဝါမှုတွေကိုဘကိုးအစိုးရအနေနဲ့ဘလို့များဆောင်ရွက်မလဲ။ပရမတ်တခါလိုပဲလူငယ်ချက်လာပြီးပြန်လှုပ်အောင်ပါလားဆိုတာစောင့်ကြည့်နေပါတယ်။နော်ကျမတို့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းလက်ရှိမှာဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံကကမ္ဘာမှာဘိန်းဆိုင်ပြိုးထိုးလွှမ်းမှုအများဆုံးကမ္ဘာနိုင်ငံပတ်1ကမ္ဘာနိုင်ငံပတ်1နေရာမှာရောက်နေပြီ။ကမ္ဘာမှာ နာမည်ဆိုးနဲ့ကြော်ကြပြီးတော့တိတ်ကိုမှအရှက်ရဆရာနိုင်တဲ့တစ်ခုဖြစ်နေပြီဒီပေါ်မှာနောက်ဘင်းဆိုင်ဖို့ထုတ်လို့မှုအများဆုံးတည်အီယိုအီယာကိုအမိခံတိုင်းရင်သားလက်နက်ကိုင်အဖွဲ့အမိခံနော်တိတ်ကိုယူသားပါတယ်ဆိုတော့တချို့သောတိုင်းရင်သားတွေရဲ့နေမီမှာဘင်းဆိုင်ဖို့ထုတ်လို့နေတာဖြစ်ပြီးတော့နော်ကျမတို့မြန်မာတမျိုးသားကိုလူညွန်းတုံးအောင်လုပ်နေတာဖြစ်တဲ့အတွက်ဒီအီယိုအီယာကိုအမိခံတိုင်းရင်သားရဲ့နေမီကဘင်းခင်းနေမှာကိုကျမတို့ဥနေဝဲလက်ထက်ကလို့ဘင်းခင်းစစ်စင်ကြီးလှုပ်ဆောင်ဖို့အစီအစဉ်များရှိမှလားဘင်းရင်စစ်စင်ကြီးများ မလုဆောင်တော့ဘူးလားဆိုတာမျိုးကျမတို့ဆက်လက်ပြီးစောင့်ကြည့်နေပါတယ်လိုအပ်လို့ရှိရင်ဘေကင်းစစ်စင်ရေလုဆောင်ပေးဖို့လည်းကျမပြည်သူတယောက်အနေနဲ့တောင်းဆိုပါတယ်